ီ grade train နဲ့ပတ်သက်ပြီးရောတင်းယူးညွန်းနဲ့ပတ်သက်တဲ့တင်းယူးစာအုပ်တွေဆရာခိုင်နေဓာတီကိုကျွန်တော်က revise နဲ့ review လုပ်ရလုပ်ဖို့အတွက်ဆရာတို့ကညှိနှိုင်းဆွေးနွေးတဲ့အပေါ်မူတည်ပြီးတော့ဘာသာရေးဆိုင်ရာစာအုပ်တွေကိုဆရာတို့ကအခုလာမဲ့ဒီဇင်ဘာလအကုန်မှာဒါအပြီးပြင်ဆင်ဆောင်ရွက်ဖို့အတွက်ကိုဒါပြန်ပြီးတော့ review လုပ်ရမယ် revise လုပ်ရမယ်ဒါပေမဲ့ဆရာတို့တင်းယူးတစ်ထွက်လာတဲ့စာအုပ်တွေဒီအကုန်လုံးချက်ချင်းကြီးပြောင်းသွားတာမျိုးတော့မဟုတ်တော့သူတင်ယူကြိုးယူတိုင်းကိုလုံးဝပြောင်းတာတော့မဟုတ်ဘူးသို့တော့ဆရာတို့ရဲ့ဒီ ကျောင်းသူကျောင်းသားတွေမိဘတွေရဲ့ဖြီသူတွေရဲ့ဟာဒီပညာရေးပေါ်မှာဟာတို့ရဲ့အကြံပြုချက်တွေဆွေးနွေးချက်တွေပေါ်မူတည်ပြီးတော့တချို့များတယ်ပေါ့နော်နည်းနည်းလေးပို့ပြီးတော့ကျောင်းသားကိုသိကျင်အောင်ပေးထားတဲ့ချက်လက်တွေတချို့ဟာလေးတွေအဲရှော့နိုင်တဲ့ဟာတွေရှော့မယ်လိုအပ်မဲ့ဟာမြေပုံတေးဥပြပုံတွေစသဖြင့်လိုအပ်မဲ့အချက်လက်တွေတိုးတင်တာတွေတိုးမယ်နော်ခုနပြောသလိုစလုံး data တွေ update ပြန်လုပ်မယ်မှားတင်တဲ့ဟာလေးတွေကိုပြင်မယ်ဒါတွေတော့ဆရာတို့ကစာအုပ်ကလုံးဝကြီးဟိုတင်ယူပြောင်းသွားတာတော့မဟုတ် เนาะဒီပုံမှာလိုအပ်မဲ့ဟာလေးတွေဆက်တော့ပြန်ပြီးတော့ revise လုပ်တဲ့သဘောပဲဖြစ်တယ်ပထဝီဘာမောကတောက်သားရေးခုဖြစ်ပါတယ်ရန်ဦးတက္ကသိုလ်ပထဝီဌာနမှာတွဲမဲ့ဘာမောကအနေနဲ့ဆောင်ရွက်ပြီးတော့တောင်ဦးတက္ကသိုလ်ဘာမောကဌာနမှုနဲ့ပြောင်းခဲ့ရပါတယ်ပြီးတော့ဒဂုံတက္ကသိုလ်ဘာမောကအနေနဲ့ပြန်ဝင်တယ်6လအကြာမှာပဲဆရာတို့ကထပ်ပြီးတော့နိုင်ငံခြားသွားပြီးပြန်လာတဲ့အခါမှာ ရေဂျီနာတက်ကသူဒုတိယပမောက္ခချုပ်အနေနဲ့တာဝန်ထမ်းဆောင်ရတယ်။အဲ6လပြည့်တဲ့နောက်ပိုင်းဆက်ပြီးတော့တာဝန်ကပမောက္ခချုပ်အနေနဲ့ပေါ့နော်။အဲဆက်လက်တာဝန်ပြီးရာသူဆင်းဆင်းတိုးပြီးဆောင်ရွက်တဲ့အခါမှာကျွန်တော်2015ခုနှစ်မှာပဲဆရာငိမ့်သာတာဝန်နေတဲ့ဆရာပြန်လာခဲ့ပါတယ်။2000နဲ့ဆရာတို့16ခုနှစ်ပေါ့နော်2018ခုနှစ်မှာအဲတင်ယွညွန်းကော်မတီပေါ့အခုလက်ရှိ NCC လို့ခေါ်တော့ National Curriculum Committee ပေါ့နော်ဒီ committee မှာအဖွဲ့ဝင်အနေနဲ့ဆောင်ရွက်နေစေဖြစ်ပါတယ်ခုတည်ပေါ့နော်အဓိကတော့ဆရာတို့ grade 1နဲ့အဲဒီစပြီးတော့ grade 12ဒီပေါ့နော်ဒီအကြောင်းသုံးစာကို teacher guide နဲ့အဲဆရာလမ်းညွန်ပေါ့ teacher guide ဆေ textbook ဒီပေါ့နော် အကြောင်းသုံးစာကိုဒီရေးသားပြုစုတဲ့လုပ်ငန်းစဉ်က၅မျိုးရှိပါတယ်ပထမလုပ်ငန်းစဉ်တင့်အနေနဲ့ကတော့ CDD လို့ခေါ်တာပေါ့ Curriculum Development Team လို့ခေါ်တဲ့ ့ဘာသာရေးဆိုင်ရာပေါ့ရေးသားပြည်သူတွေကနေပြီးတော့ကျောင်းသုံးစာအုပ်နဲ့ဆရာလမ်းညွှန်စာအုပ်တွေကိုရေးသားပြည်သူရတယ်ဒုတိယလုပ်ငန်းစဉ်နေနဲ့တော့ဘာသာရေးတင်ယူညွှန်းနှံကော်မတီပေါ့ SWC လို့ခေါ်တော့တကောအော်သူကတော့အင်္ဂလိပ်လို့ဆိုလို့ရှိရင်တော့ဆရာတို့ subject white comedy ပေါ့နော်ဒီ comedy ကနေပြီးတော့သူသဖြင့်တော့ပမောက္ခဌာနမှုတွေနဲ့ဘာသာရေးဆိုင်ရာဒါအငိမ့်သားပမောက္ခတွေရောတွဲပမောက္ခတွေရောဖွဲ့စည်းထားတဲ့အဖွဲ့ပေါ့သူတို့ကနေပြီးတော့ဘာသာရေးလိုက်တိဖြတ်ပြင်ဆင်ရတယ် အဲ BB ဆိုတော့မှဆရာလုပ်ငန်းစဉ်၃ဦးနေနေရတော့ဆရာတို့ရဲ့ NCC ပေါ့အမျိုးသားတရားညွန့်နှန်းကော်မတီကနေပြီးတော့မူဝါဒဆိုင်ရာတွေကိုမိမိနိုင်ငံနဲ့ယဉ်ကျေးမှုကိုက်ညီမဲ့အတုံးနှုံးတွေဘာသာရေးဆိုင်ရာအသဘောထားတွေဆရာတို့ကစီစစ်တိဖြတ်ရပြီးတော့မှလုပ်ငန်းစဉ်၄အနေနဲ့ကဆရာတို့ NCC အဖွဲ့တွေရောမြန်မာစာအဖွဲ့ရောအင်္ဂလိပ်စာအဖွဲ့ဟာဆရာဆရာမတွေမြန်မာစာအတုံးနှုံးအင်္ဂလိပ်စာအတုံးနှုံးတွေကိုပြန်စစ်ဆေးရပါ BB ဆိုတော့နောက်ဆုံးဆင့်၅အနေနဲ့ကတော့ဆရာတို့က NCC ကနေပြီးတော့ ပြန်ပြီးသေးသေးစီစေးရတယ်အဲ့ဒီအခါမှာနောက်ဆုံးအတီးပြုတ်ပေးရတယ်ပေါ့နော်လုပ်ငန်းစဉ်အားလုံးကြည့်မယ်ဆိုရင်တော့ NCC အနေနဲ့ကတော့လုပ်ငန်းစဉ်3ရက်4ရက်5ရက်ပေါ့ဒီလုပ်ငန်းကိုတော့အဓိကထားပြီးတော့လုပ်ရပါတယ်အဲဒီလိုဆောင်ရွက်တဲ့နေရာမှာဆရာတို့ NCC ရဲ့လုပ်ငန်းတာဝန်တွေက၁၀ချက်ရှိတယ်ပြီးတော့ဒီဖွံ့ဖြိုးတိုးတက်ဖို့လုပ်ငန်းတွေက၆ချက်ရှိတယ်တနည်းအားဖြင့်ဆိုရင်တော့ဆရာတို့မူဝါဒ၁၆ချက်ပေါ့နော်ဒါနဲ့ကိုက်ညီအောင်ဆရာတို့ကစီစစ်ဆောင်ရွက်ရတယ်အခုမှပြောရမယ်ဆိုရင်တော့ဆရာနိုင်ငံတကာပညာရေးနဲ့ပတ်သက်တဲ့တင်ယွန်းညွှန်းတဲ့အနေနဲ့လက်ရောညှိထွေ ရှိဖို့နောက်တော့ကဒီတယုံညွန်းနှံဘောင်နေနဲ့တယုံညွန်းနှံစံနေထားရှိဖို့နောက်စားပေးရင်ကျေးမှုအမှုပညာဒလေထုံးစံသမိုင်းမွေနေတီကိုထိမ့်သိမ့်နိုင်စွာရှိဖို့နောက်ရှိဦးရွယ်ကလေးတငယ်ပညာရေးသူငယ်တန်းမူလာတန်းအလဲတန်းအထက်တန်းပေါ့ဒီတယုံညွန်းနှံနေပြင်ဆရာတို့ကဒီတက္ကသိုလ်အဆင့်မြင့်တယုံညွန်းနှံနဲ့ချိတ်ဆက်ပြီးတော့တစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိဖို့ဒါဒီကိုဆရာတို့ဆောင်ရွက်တဲ့အပြင် ။တယုံညွန်းနှန်းနေရာလဲလက်တွေ့ဘဝနဲ့ဆက်ဆက်မှုရှိဖို့။ဘက်ဆောင်ဖွံ့ဖြိုးတိုးတက်ရန်နဲ့တင်ယူသူအငယ်လူငယ်ရွယ်လေးတွေနဲ့ကိုက်ညီမဲ့အဲဒါဒီဖြစ်စီမဲ့တင်ယူဖြစ်ရမယ်။နောက်တကမြမရဲ့လူမှုဖွဲ့စည်းတွေအသုံးဝင်မဲ့အသိပညာတွေအတတ်ပညာတွေကျွမ်းကျင်မှုတွေလည်းဒါလေ့ကျင့်ဖော်ဆောင်နိုင်ဖို့အတွေးခေါ်တွေတွေးခေါ်ကြံစနိုင်တဲ့စွမ်းရည်တွေရှိဖို့အတွက်ဒီအသိဉာဏ်ရှိတဲ့အကျင့်စာရိုက်တဲ့ကောင်းမွန်တဲ့ ပဲစုံပညာပြေဝတဲ့နိုင်ငံသားကောင်းတွေအဲပေါ်ထွန်းလာဖို့အတွက်ဆိုပြီးတော့ဓာတီဖြစ်လာအောင်ဆရာတို့ကစီစစ်ပြီးတော့စစ်ဆေးဆောင်ရွက်ပေးရပါတယ်။အဒီတယုံညွန်းနန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင်ဆရာတို့ဒီအမျိုးသားပညာရေးဥပဒေနဲ့ဆက်ဆက်နေတဲ့ဥပဒေတွေပါဝင်တဲ့တက်ဆိုင်ရာကောင်စီကော်မတီတွေအဖွဲ့တွေနဲ့ဒီဆရာတို့ NCC ဖွဲ့နဲ့ညှိနှိုင်းဆောင်ရွက်ရတယ်။လိုအပ်လို့ရှိရင်ဆရာတို့တက်ဆိုင်ရာပညာရှင်တွေကိုဖိတ်ကြားပြီးတော့ဆွေးနွေးရတယ်။အခြေခံပညာတို့၊ဤပညာတို့၊တက်မွေးပညာတို့၊ဆရာတက်တဲ့တို့နောက်အစိမ့်မြင့် ပညာရေးတင်ယွညွန်းနန်းနေတခုနဲ့တခုချိတ်ဆက်မိဖို့ဆိုပြီးတော့ဒါတွေကိုဆရာတို့ကဆက်ဆက်မှုရှိအောင်စီစစ်ဆောင်ရွက်ပေးရဒီပြင်တင်ယွညွန်းနန်းမူပေါင်းတွေကိုလည်းအခါအလို့ဆိုတာဆရာညှိနှိုင်းပြီးတော့အသုံးသက်ပြင်ဆင်ပေးရတချို့တင်ယွညွန်းနန်းတွေကဒီအမျိုးသားပညာရေးမူဝါဒနဲ့ကိုက်ညီခြင်းရှိမရှိဆိုတာကိုသုံးသက်ပြီးတော့အကြံပြုပြီးဆောင်ရွက်ပေးရတာတွေရှိပါတယ်အဲဒီ geography နဲ့ပတ်သက်လို့ကတော့ဒီ grade 1နဲ့ grade 2အထိစီစစ် တရားပြင်ဆင်ရတဲ့တီးဖြတ်တဲ့အခါမှာဒီပထူးရင်းဆိုင်ရာအယူအဆတွေပေါ့ geographical concept တွေနောက် data တွေအချက်လက်တွေပြီးတော့ဆရာတို့ကဒီဇာတ်တွေပေါ့နော် tables တွေနောက်သရုပ်ပြပုံတွေ diagram တွေ maps တွေမြေပုံတွေဒါတွေကိုလည်းပဲဆရာတို့တရားကြည့်ရပြီးရင်ဆရာတို့ content တွေ matrika အစ format ဝင်ဝင် ပုံစံကြမကြနောက် page စာမျက်နှာတွေနောက် reference တွေပေါ့နော်ကျန်ကိုစင်းနေနောက်ဟောရရှင်းလင်းချက်တွေနေဖြင့်မြန်မာစာအောင်အင်္ဂလိပ်စာအောင် တပ်ပုံကြီးအသေးစိတ်ပါဖြစ်လေစစ်စစ်ပြီးတော့တီးဖြတ်ပြီးတော့ဖြစ်စင်ပေးရပါတယ်အခုဆရာတို့ grade 1ကနေ grade 12အထိပေါ့နော်ဒီ textbook ကိုတီချာ guide ကိုစာအုပ်တွေကို2018ခုနှစ်ကစပြီးတော့အခု2023ပြီးခဲ့တဲ့အထိပေါ့ဒါစစ်စစ်ကျင်းစင်တီးဖြတ်ပြီးခဲ့ပါပြီအတီလည်းပြုတ်ခဲ့ပြီးပါဒီအပြင်ဘာတွေဆက်လုပ်ရသေးလဲဆိုတော့ဒီ data တင်ရိုးစာအုပ်တွေနော်တော့ကပထဝီဘာသာတက္ကသိုလ်တခြားဘာသာတွေပတ်သက်တဲ့ journal တွေထွက်တယ်ဒါတွေလည်းစစ်စစ်ပြီးရနောက်ကျောင်းပြင်ပနဲ့တသက်တာပညာရေးကပေးပို့လာတဲ့ တည်ယွန်းညွန်းနဲ့စာအုပ်တီနောက်တခြားဝန်ကြီးဌာနတွေကနေပြပို့တဲ့တည်ယွန်းညွန်းနဲ့စာအုပ်တီစသဖြင့်ဒီလာတဲ့ဟာတွေကိုလည်းဆရာတို့ကသဘောထားမှတ်ချက်တွေပေးပြီးတော့စီစစ်တိဖြတ်ပြီးတော့ဖြုတ်ပြင်ပေးရပါတယ်အဒီပြင်ဆရာတို့တခြားဘာလုပ်ငန်းလို့ကသေးလဲပြောရင် NCC ကနေပြီးတော့ဒီ KG+12 ပေါ့နော်ဒီတင်ယိုသစ်တွေကတင်ကြားတွေကနေပတ်သက်ပြီးတော့ဆရာကွင်းစင်းလေးလာ2019ခုနှစ်တုန်းကဆိုရင်ဆရာတို့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး AOD တိုင်းဒေသကြီးမွန်ပြည်နယ်ကရင်ပြည်နယ်ပေါ့အဲ့မှာအကြောင်းလေးစုစုပေါင်း 195ကျောင်းကိုတွင်ဆင်းလေ့လာတယ်။ပြီးရင်2018မှာ19ကျောင်းပေါ့နော်2019ခုနှစ်မှာကြာတော့ဆရာတို့နေပြည်တော်မန္တလေးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး132ကျောင်းကိုသွားရောက်တွင်ဆင်းပြီးတော့ဆရာတို့ကတွင်ဆင်းလေ့လာစစ်ဆေးရတယ်ပေါ့နော်။အခုပြီးခဲ့တဲ့2024ခုနှစ်ကဆိုရင်ဒါရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ grade 12နဲ့ grade 9ပေါ့နော်ဒီနှစ်ခုနဲ့ပတ်သက်တဲ့တင်းနဲ့ဆရာဆရာမတွေမိဘတွေအပေါင်းသူအပေါင်းသားတွေကြီးကြက်တဲ့ ။ငါပညာရေးမှုတွေစသဖြင့်သူတို့နဲ့တွားရောက်တွေ့ဆုံပြီးတော့ကွင်းစင်းလေးလာမေးမြန်းကြရတယ်။ဒီလိုမေးမြန်းချက်ပေါ်မူတည်ပြီးတော့ဆရာတို့က revise and review ပြန်လုပ်ဖို့ရှိတဲ့အစီအစဉ်တွေရ။နော်ဒါကြောင့်မလို့ဆရာတို့အခုဒီလုပ်ငန်းတွေဟာတင်ယိုးညွန်းနှမ်းမှာဆရာတို့ကစီစစ်တိဖြတ်တယ်ဝင်မကဘူး။တခြားပညာရေးနဲ့ဆိုင်တဲ့တင်ယိုးညွန်းနှမ်းတွေကိုလည်းပဲဆရာတို့ကစီစစ်တိဖြတ်ပေးရတယ်။ပြီးရင်စာအုပ်ထွက်လာတဲ့ပုံမူတည်ပြီးတော့ပြန်ပြီး review write လုပ်ဖို့အတွက်ကွင်းစင်းလေးလာမှုတွေလည်းဆောင်ရွက်ရပါတယ် ဆရာတို့ဒီ NCC ဖွဲ့တွေနဲ့ဆက်လုပ်မဲ့အစီအစဉ်တွေကခုနပြောသလိုပေါ့နော်ဒီစာအုပ်တွေထွက်လာတဲ့စာအုပ်တွေပေါ်မှာ review လုပ်တယ် revise ပြန်လုပ်မယ်အဲ့ဒီလုပ်ဖို့အတွက်ဆိုပြီးတော့စကိုရဲ့ပိုလာ2025တုန်းကပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကဆရာတို့ NCC ကိုလာပြီးတော့လမ်းညွှန်သွားပါတယ်အဲ့ဒီပေါ်မှာမူတည်ပြီးတော့ဆရာတို့ကပထမဦးဆုံးဒီ grade 12ပေါ့နော်ဒီ grade 12နဲ့ပတ်သက်ပြီးတော့သင်ယူညွှန်းနဲ့ပတ်သက်တဲ့သင်ယူစာအုပ်တွေဆရာခိုင်းနေဒါတွေကိုဆရာတို့က revise နဲ့ review လုပ်အောင်လုပ်ဖို့အတွက်ဆရာတို့ကညှိနှိုင်းဆွေးနွေးတဲ့ အပေါ်မူတည်ပြီးတော့ဘာသာရေးဆိုင်ရာစာအုပ်တွေကိုဆရာတို့အခုလာမဲ့ဒီဇင်ဘာလအကုန်မှာဒါအပြီးပြင်ဆင်ဆောင်ရွက်ဖို့အတွက်ကိုဒါပြန်ပြီးတော့ review လုပ်ရမယ် revise လုပ်ရမယ်ဒါပေမဲ့ဆရာတို့သင်ယူတစ်ထွက်လာတဲ့စာအုပ်တွေဒီအကုန်လုံးချက်ချင်းကြီးပြောင်းသွားတာမျိုးတော့မဟုတ်เนาะသူသင်ယူကြောယူတိုင်းကိုလုံးဝပြောင်းတာတော့မဟုတ်ဘူးသို့တော့ဆရာတို့ရဲ့ဒီကျောင်းသူကျောင်းသားတွေမိဘတွေရဲ့ဖြီသူတွေရဲ့ဒါဒီပညာရေးပုံမှာအာသူတို့ရဲ့အကြံပြုချက်တွေဆွေးနွေးချက်တွေပေါ်မူတည်ပြီးတော့တချို့ များတယ်ပေါ့နော်နည်းနည်းလေးပို့ပြီးတော့ကြောင်သားကိုတည်ကြည်အောင်ပေးထားတဲ့ချက်လက်တွေတချို့ဟာလေးတွေရှော့နိုင်တဲ့ဟာတွေရှော့မယ်လိုအပ်မဲ့ဒါမြေပုံတေးဥပြပုံတွေစသဖြင့်လိုအပ်မဲ့အချက်လက်တွေတိုးတင်တာတွေတိုးမယ်နော်ခုနပြောသလိုစလုံး data တွေ update ပြန်လုပ်မယ်မှတ်တင်တဲ့ဟာလေးတွေကိုပြင်မယ်ဒါတွေတော့ဆရာတို့ကစာအုပ်ကလုံးဝကြီးဟိုတင်ယူပြောင်းသွားတာတော့မဟုတ်နော်ဒီပေါ်မှာလိုအပ်မဲ့ဟာလေးတွေဆရာတို့ကပြန်ပြီးတော့ revise လုပ်တဲ့သဘောပဲဖြစ်တယ်အဲဒီကမှာအဲစာမွေးမှာလည်းဆရာတို့အကြောင်းသူအကြောင်းသားတွေ ီပထမတော့2000အဲ25နဲ့26မှာထွက်ထားတဲ့စာအုပ်တိုင်းပဲမိခွန်းပုံစံအောင်စာမွေးရဒီတိုင်းမစစ်နေဘူး။နော်ကျတို့ကတကယ်တမ်းကျတော့စာအုပ်အစ်စ်ပြန်ပြီးထုတ်ဖို့အတွက်ဆိုတာက2029 2028ကျမှသာဒါစာအုပ်ပေါ့နော်တင်ယူတစ်ကိုစာအုပ်ချောပေါ့ဒါတိုင်းငါးတိကျပြန်ပြင်းတဲ့တဘောအဲ့ခါကျမှဆရာလိုအပ်တဲ့ဟာတွေအသေးစိတ်ဒါကြိုတင်ပြင်ဆင်ပြီးစောင့်ရမှာဖြစ်ပါဒါလည်းဝန်ကြီးရဲ့လမ်းညွှန်ချက်နဲ့ဆရာတို့ NCC ကဆက်လက်ပြီးတော့စောင့်ရနေတာဖြစ်ပါတယ်။ပထမတော့က ဒီဆရာတို့လက်ရှိရှိရဲ့တင်ယူဟောင်းတွေကိုအကုန်လုံးပြောင်းသွားတာတော့မဟုတ်ပထမတင်ကြားနေတဲ့ဒီ grade 1နဲ့ grade 12ဒီပေါ့နော်ဒီစာအုပ်တွေကအဲအဟောင်းတွေကလည်းအကျဉ်းချင်းဆရာတို့က80အကန့်လောက်ကတော့ပြန်ပါတယ်ပြီးရင်ပညာရေးမြင့်တင်မှာဖြစ်တဲ့ကြောင့်မလို့ဆရာတို့က GCE O level ပေါ့နိုင်ငံတကာနဲ့အဲစာနှုန်းမီအောင်ပေါ့ဆောင်ရွက်တဲ့ခါကျတော့ဒီတက္ကသိုလ် level မှာရှိနေတဲ့ပထမနှစ်ကတချို့ဟာ တင်ကြတဲ့ပင်ရိုးလေးတွေကိုပြန်ပြီးတော့30%တော့ပြန်ချဆိုတော့70 30%ပေါ့ဒါတင်ရိုးကတော့မြင့်လိုက်တာပေါ့နော်30%လောက်ကအဟောင်းကြီးလုံးဝကြီးဟိုထုတ်လိုက်တာမဟုတ်เนาะဒီပေါ်မူတည်ပြီးတော့ဒီလိုလေးပြင်လိုက်တဲ့ခါကျတော့เจ้าသူเจ้าသားတွေနဲ့လည်းအဲမြုံသားလဲဆိုတခါအစ်စ်ဆိုရင်မလိုက်နိုင်ပါဆိုလို့ဒီလိုလေးဆရာတို့ကမျှပြီးတော့ဟို80 30ရာခိုင်နှုန်းပေါ့ဒါမြင့်တင်လိုက်တာမြင့်တင်လိုက်တဲ့ဟာလည်းတင်ရိုးကလည်းလက်ရှိနိုင်ငံတကာစာနှုန်းနဲ့လည်းမှီနေရတယ် ဘာလို့ဆရာတို့ရဲ့အခုတင်ယူတွေကနှစ်ပေါင်းများစွာကြာလာတော့နည်းနည်းလေးဟို apply မဖြစ်မှာဆိုတော့ဗောနော်လက်ရှိတင်ယူတွေကိုပြောင်းလိုက်တဲ့အခါမှာလက်ရှိအကြောင်းကျိုးဆက်ဆက်ပြီးတော့အကျိုးတွေကိုဆောင်ရွက်နိုင်ဖို့ effective ဖြစ်အောင်ဗောနော်ဒါ apply ဖြစ်အောင်ဆရာတို့ကဘာဖြစ်လဲပညာရေးကိုမြှင့်တင်လိုက်တာကျောင်းသူကျောင်းသားတွေကိုပို့ပြီးတော့အဲအဆင့်မြင့်လာတာမြင့်တဲ့အခါကျတော့ခင်းတဲ့အညီပေါ့ဆရာတို့နိုင်ငံတကာရဲ့စံနှုန်းမှုဆရာတို့ရဲ့ဒီအထူးသဖြင့်တော့ရှေ့တော်အာရှနိုင်ငံတွေနဲ့အပြိုင်ပေါ့နော်အဲဆရာတို့ရဲ့ဒီတင်ယူတွေကလည်းမြင့်တက်လာတဲ့သဘောဖြစ်တယ် ရင်းနှုံးကလည်းမရှိဘူးတော့မဟုတ်သို့တော့ထပ်ပြီးတော့ဆရာတို့က level ကိုပို့ပြီးတော့ညှင့်လိုက်တာဒီလိုရည်ရွယ်ချက်နဲ့ပညာရည်ကိုညှင့်လိုက်တဲ့အခါမှာလက်ရှိတင်ယူပြောင်းလဲလေးဖြစ်တဲ့အခါမှာတော့ကျောင်းသူကျောင်းသားတွေနဲ့နည်းနည်းအခက်အခဲရှိကြအောင်ရှိနိုင်တယ်။တင်းတဲ့ဆရာဆရာမတွေလည်းအဲရှိနိုင်တာပေါ့။သို့တော့လည်းဆရာတို့ကနောက်ပိုင်းဒီမှာ moment သင်တန်းတွေပို့ချမယ်။အဆရာဆရာမတွေကိုလည်း training တွေပေးမယ်။ကျောင်းသူကျောင်းသားတွေလည်းပဲဒါတဖြည်းဖြည်းနဲ့ line line နဲ့ဒါသူတို့အသားကျသွားတဲ့အခါမှာပညာရည်ဟိုပုံမြင့်နေဆိုတော့လည်းမိဘပြည်သူတွေလည်းသိလာတာပေါ့နော်။ဒါကြောင့် ခင်းတဲ့အညီချက်တော့ပါပြီလေအပြုပြင်ပြောင်းလဲပြီးတော့ဆောင်ရွက်ခြင်းဖြစ်ပါတယ်။နော်ဆရာတို့ကနိုင်ငံတကာနဲ့ပြန်ချိန်ကြည့်မယ်ဆိုရင်နိုင်ငံတကာမှာ grade 12 ठी ပေါ့နော်တက္ကသိုလ်ဝန်ထမ်းကိုအဲ့ဒီမှာတက်။ဆရာတို့ဒီမှာတော့ဟိုလိုကတော့စတက်တဲ့ခါမှာသူငယ်တန်းလေးသူငယ်တန်းကြီးဒီလိုလေးတွေပေါ့နော်ဒီမုံကြီးတွေတက်ပြီးတော့မှအတန်းတက်လာအဲ့ဒီသဘောပါပဲ။တကယ်တော့အတန်းနေကိုအခုချော့တယ်ပြုတ်တယ်ပြုတ်လို့တော့မဟုတ်ပါဘူး။တကယ်တော့သူ့ရဲ့အသက်အရွယ်ပိုင်းခြားရဆိုရင်အသက်ငယ်ငယ်လေးတွေနဲ့ဆရာတို့ကတချို့ကအเจ้าကိုစောပြီးတော့တက်ချင်တာလေ ဒီတိုင်းလည်းသူကညာရင်ဖွံ့ဖြိုးမှုရှိတဲ့အချိန်မှာပဲသူကတက်ခွင့်ပြုရတယ်เนาะဒီအချိန်လေးပေါ်မူတည်ပြီးတော့သူ့အသက်ပိုင်းခြားလိုက်ညာရင်ဖွံ့ဖြိုးမှုနဲ့ရရှိမဲ့လက်ခံနိုင်မဲ့အသိပညာဘုဒ္ဓတရားတွေဆရာတို့ကပေါင်းစပ်ပြီးဆောင်ရွက်ရမှာဖြစ်တဲ့အခါကျတော့သူ့ရဲ့ဒီတင်အတန်းနေဟာနိုင်ငံတကာနဲ့ချင်းကြည့်တာအတူတူပါပဲဆရာတို့တန်းနေရများတာတော့မဟုတ်တကယ်တော့ဟိုးနှုံးနေရအဲအဲ့လိုလေးတွေတော့ဟိုအခေါ်ဝတ်တတ်မလိုက်တာပဲဖြစ်တာလားတကယ်တမ်းကျတော့ဟို grade 1ကနေပြီးတော့ grade 12ကိုဟိုဆရာတို့ကတုံးလိုက်တာပေါ့နောက်ပိုင်းကျနိုင်ငံတကာနဲ့ဟိုစံချိန်စံညွှန်းပေါ့ တင်ပညာရေးရဲ့နေအထုံးထုံးတွေတူအောင်ဆိုပြီးဆိုတော့ grade 1 grade 2 grade 3တို့သုံးလိုက်တာပေါ့။နော်ဒီလိုလေးပါအမှန်တော့ပြောင်းလဲခြင်းမရှိပါဘူး။ကျောင်းပြောင်းလဲတယ်ဆိုတာကခုနပြောသလိုအတန်းတွေရှော့ချမှာလို့စာရိမ်များလို့လို့အဲ့လိုမဟုတ်ဒီပုံစံပဲသွားမှာပါ။ grade 1နဲ့ grade 12ပဲ။အဲဒီပုံစံပဲသွားမှာပါ။